အများထင်သာသလိုရုံးရီလွင်မုန်းတဲ့ကြိုက်နေရမဟုတ်ပဲစစ်တူကောင်မလေးစီကြောင့်ထုတ်ပြလိုက်တဲ့နေရွှေသွေးအောင်ပြည်သူများလုံးမမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်လူတွေထင်နေကြသလိုလွင်မိုးရဲ့တမီတစ်ခုလက်ရုံးရီလွင်မုန်းတဲ့ကြိုက်နေရမဟုတ်ကြောင့်ဓာတ်ပုံလေးတစ်ပုံနဲ့တက်တည်ပြလိုက်တဲ့သူကတော့နေရွှေသွေးအောင်ဖြစ်ပါတယ် ဒီမတိုင်ခင်မှာတော့မြန်မာနိုင်ငံရဲ့နိုင်ငံတော်အကြီးအကဲဟောင်းရဲ့မြေနေရှိသွေးအောင်ကရုံးရင်လင်မုန်နဲ့ကြိုက်နေရလို့ထင်ကြီးပေးနေကြတာပါဒီလိုထင်ကြီးပေးနေကြတာကလည်းလွန်ခဲ့တဲ့လပိုင်းကဆိုရင်နေရှိသွေးအောင်နဲ့ရုံးရင်လင်မုန်ကိုချစ်သူတွေလို့ရှောက်လည်နေကြတာကိုစင်ကာပူရောက်ရွှေမြန်မာတွေကမြင်တွေ့ခဲ့ရတယ်ဆိုပြီးအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့တာကြောင့်ဖြစ်ပါတယ် ပြည်သက်တွေကတော့ရုံးရီလင်မိုးကိုနေရွှေသွေးအောင်နဲ့တွဲနေတဲ့ပုံမှာတော်တော်လေးစိတ်ပူနေကြတာဖြစ်ပါတယ်။အထူးသဖြင့်ရုံးရီလင်မိုးကခင်ပွန်းတဲ့နယ်ကွာရှင်းပြီးအခုလိုနောက်ထပ်ချစ်သူအသစ်ထားလိုက်တာကိုစိတ်ပူကြပါတယ်။ဒါအပြင် ရုံးရီလင်မိုးတွဲနေရဲဆိုပြီးသတင်းထွက်တာကမြန်မာနိုင်ငံရဲ့နာမည်ကြီးထိပ်တန်း VIP ရဲ့မြေဖြစ်တဲ့နေရွှေသွေးအောင်ဖြစ်နေလို့ပါပဲ။ အလုံးတိကြတဲ့အတိုင်းနေရွှေသိအောင်ဆိုတာကစင်ကာပူနဲ့ရန်ကုန်ကိုနေချင်းပြန်ကြောင်းတက်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါအပြင်နေရွှေသိအောင်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးစည်ရင်းဝင်သူ ဖြစ်တာကြောင့်မြန်မာနိုင်ငံနဲ့နိုင်ငံတကာကအချော်အလှဆုံးမိန်းကလေးတွေထိတ်တန့်မင်းသမီးတွေနဲ့တာမကနိုင်ငံသားကနာမည်ကြီးမော်ရယ်ရီနဲ့ပါတွဲခဲ့ဘူးသူဖြစ်ပါတယ်။ ဒါကလည်းနေရွှေသွေးအောင်လိုမျိုးမြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံး VIP တယောက်ဖြစ်တယ်လို့ရုပ်ရည်လေးချောမောလှပယောက်ျားပီတားတဲ့သူဖြစ်လို့မိန်းကလေးတွေကနေရွှေသွေးအောင်ကိုဆိုရင်မစွတ်ခင်ကညှို့ချင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေနေရွှေသွေးအောင်ကမြန်မာနိုင်ငံမှာရည်စားအများဆုံးယောက်ျားတယောက်လို့ပြောရင်လည်းမှားမှားပါဘူး။ဒီလိုမျိုးယောက်ျားမျိုးကိုခင်ပွန်းတဲ့နယ်ကွာရှင်းပြီးတော့ကလေးတယောက်မီဖြစ်နေရဲ့ရုံးရည်လင်မို့ကချစ်ကြိုက်နေရဆိုပြီးသတင်းတွေထွက်လာတာကြောင့်ပို့ပြီးတော့စိတ်ပူကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့ရုံးရည်လင်မို့ကိုငယ်စဉ်ကတည်းကအားပေးခဲ့ကြတဲ့ ိသတ်တွေကရုံးရင်လင်မိုးကိုတံပိုးထားလက်ထပ်ပါမလားဆိုတာကိုစိတ်ပူခဲ့ကြပါတယ်ပြိသတ်တွေစိတ်ပူလို့မဆုံးသေးခင်မှာပဲအခုခါမှာတော့နေရွှေသွေးအောင်ကသတင်းတွေထွက်နေသလိုရုံးရင်လင်မိုးကသူ့ရဲ့ချစ်သူမဟုတ်ကြောင်းသူရည်ရွယ်ထားတဲ့ချစ်သူမိန်းကလေးပုံနဲ့အတူတတ်သိပြလိုက်တာဖြစ်ပါတယ်ဒါကြောင့်ပြိသတ်တွေကတော့ရုံးရင်လင်မိုးနဲ့နေရွှေသွေးအောင်ကသတင်းထွက်နေသလိုမျိုးချစ်ကြိုက်နေရမဟုတ်ဘူးလားဒါမှမဟုတ်နေရွှေသွေးအောင်ကရုံးရင်လင်မိုးကိုအဆက်ဖြတ်လိုက်တာလားဆိုပြီးတော့ခံမှန်းနေကြပါတယ် ဒီမတိုင်ခင်မှာလေရုံးရင်လူမျိုးကနေရွှေသွေးအောင်တဲ့သတင်းတွေထွက်ပြီးတော့တိတ်မကြခင်မှာကောင်းမှပလတ်စတာကပ်ပြီးတော့နေနေရကြောင်းပရိသတ်တွေကနေရွှေသွေးအောင်တဲ့ရုံးရင်လူမျိုးတို့ဘာပြဿနာများဖြစ်ကြပြီလဲစသဖြင့်ပရိသတ်တွေကစိတ်ပူခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းရုံးရင်လင်မိုးနေတဲ့သူမကရိုးရိုးရာသီတုပ်ကွေးကြောင့်ချားတာဖြစ်ပြီးအဲ့ဒီလိုမျိုးပြန်ဖြေရှင်းခဲ့ရပါဘူး အခုခါမှာတော့နေရှင်သွေးအောင်ကရုံးရင်းလင်မိုးနဲ့ဘာမှမတတ်ဆိုင်ကြောင်းပညာသားပါပါနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရုံးရင်းလင်မိုးနဲ့ချက်ကြိုက်နေရမဟုတ်ကြောင်းပြောလာတဲ့နေရှင်သွေးအောင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။